တော့ကန်းရွာမှာစစ်ဘေးရှောင်တွေအများစုနေတဲ့စာသိန်းကောင်းဖြစ်ပါတယ်ဒီကြောင်းကိုလည်းစစ်ကောင်စီကအကောင်တော့မီးရှို့သွားတာဖြစ်ပါတယ် ဒါတော်မချမ်းသာတာစတင်လုံးနဲ့ညောညောဖက်ချမ်းစတင်ကြောင်းတော့နှစ်ဆောင်လုံးရှုခံထားလိုက်